ဇောင်းတိုင်ညရဲ့အမတ်တရားဆိုတာဒီသင်္နေရှာရှာရှိခဲ့တယ်။အဲ့ဒီရှိတဲ့ထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာမဂရပြည့်ရှင်အစတတပယင်ကြီးကိုတာမညဖလမိခွန်းနဲ့ပတ်သက်ပြီးတော့ဖြေချရှင်းလင်းခဲ့တဲ့တာမညဖလသုတ်တန်ဒေသနာဖြစ်ပေါ်လာခြင်းဖြစ်တယ် ခမန်းကျဲအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2630ကျော်လောက်အချိန်မှာကြာခဲ့တဲ့အချိန်ကာလကဇာတတမင်းကြီးနဲ့မြတ်စွာဘုရားဟာပြန်လည်ဆုံတွေ့တဲ့ညအခါသမယတဆောင်မုံလပ်ပြီးနေညမှာ ဇာတတမင်းရဲ့မိကုံးကိုဖြည်တော်အားဖြင့်ရသဗျာဒခင်ကုလိုမြတ်တမင်းကြဖလားတုတ်ကိုခေါ်ကြခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ကိုတမင်းကြဖလားနေလို့လည်းသတ်မှတ်ကြတယ်ပေါ့။နက္ခပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကတစောင်းလုံးလုံးမပြည့်နေကြဟာနက္ခတရားတွေပြည့်စုံစွာကောင်းငင်မှာ ထွက်ပေါ်လာတာကိုထောက်ရှုပြီးတော့ဒီနေ့ လက်ခတ်တွေစုံလို့ဈေးပေါင်းခတဲ့နေ့ဖြစ်ဒီလိုတတ်မှတ်ကြတယ်ပေါ့